တည်တည်ချာချာအရက်ပြန်နေကိုဖြန်း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 ပြီးတော့မှဒီကြားထဲမှာရှိတာအကုန်ဖြန်းဖြန်းပြီးတော့ဒါတွေပါအကုန်တုတ်တုတ်ပြီးတော့ပိုသက်ဆက်တဲ့ကိုမိနစ်30တည်တည်ထဲရအဲ့ပြီးတော့အဲ့တဲ့ကိုပြန်သုံးမယ်ဆိုတော့တခါထပ်ဖြန်းသေးတယ်အဲ့တော့သူတို့အတွက်ကလည်းသူတို့လည်းစိတ်တိုင်းကြရတယ်သတိထားမှာအရင်အရေးကြီးဆုံးချက်ကဖြစ်တတ်တဲ့သဘာဝကဘာလဲဆိုတော့ညနေနဲ့သူတို့ကွာလေးတွေကပြုတ်ကြတာလို့ဘာလို့ဆိုတော့ဒီထိတ်လေးတွေကွေးဆက်တယ်လေကွေးတဲ့ခါကျတော့အဲ့တဲ့ကိုလှုပ်ပေးနေတယ်ဒီမှာပေါ့နော်ဥပမာပေါ့နော်အဲ့ဒီမှာညက်တယ်ညက်တာတမ်းမရအောင် အတုံးနေတယ်။နောက်ဘာလေးခဏငားပါဆိုလို့ရှိရင်အဲ့ဒါသုံးလုံးဝမရဘူး။ဟိုမှာအဲ့တဲ့ကင်နေတယ်သူ။သူကင်လို့ပြီးဝင်သူမှတက်ကမဲ့ step by step သူမှရှိတယ်။သူဒီပိုးလည်းမတက်ရသေးဘူး။ဒီအဲ့တဲ့ကိုသုံးနေတာတန်လိုက်နေ။သူလုံးနေတယ်လည်းနဲ့ဘာလေးခဏငားဆိုလို့လုံးဝစီကံတက်မှတ်ထားရမှာ။ဒီပစ္စည်းသုံးနေရဆိုဒီပစ္စည်းကိုဘယ်တော့မှတခြားအဲ့တဲ့သွားမသုံးအောင်။အေးရမ်းကြည့်ရဲ့။ဒီလိုကလေးစင်မရောအသေးစိတ်လောက်တော့မယ်ဟေ့။တခါတလေကျကိုလုံးလိုက်လို့သွေးတွေပါထွက်တတ်တယ်ဘာညာဖြစ်တတ်တယ်ဆိုလို့ရှိရင်ဒါတို့လက်နဲ့ဒါလိုက်ကင်တာမကြိုက်ဘူး။လုံးဝမကြိုက်ဘူး။ သူတို့ဘာသူတို့တိတန့်ဟာတော့ဝယ်ပြီးတော့ဒီမှာမက်တန်နာဆိုမက်တန်နာဒီမှာကိုကျော်ဆိုကိုကျော်နမယ်နဲ့ဥမှတ်ပြီးတော့ဒီမှာလော်ကာရဲ့ထည့်သိမ်းနာပေးရတယ်။သူတို့လာတော့မှသူတို့ပစ္စည်းသူတို့သုံးတာ။ရတာနော်တကယ်တကယ်ကြလို့ရှိရင်ဧည့်သည်မှာသုံးရင်တော့နှစ်ခုလောက်ပဲသုံး။ဒါကတော့ကော့ဘက်ကဒီမှာကြည့်လိုက်တူလားပုံစံတူလား။ထူတယ်ပါတယ်။ရမယ်နော်။အထူဆုံးကလက်သေး extension ဆက်ထားတဲ့ဟာကိုဖြုတ်တာ။ကာလာပဲလုပ်မယ်ဆိုလို့ရှိရင်တပါလေးပဲသုံးမယ်။ဒါလေးထိုးထည့်မယ်။အစုံကြီးမထိုးထည့်နဲ့နော်။